ခွန်ဘုံဖရာ၄၀ရာလေးရှိလို့တကဘာလုံးမှာဖရာဆိုတာ တဘာပဲရှိတာလားရှင်မှန်တာပေါ့ဖရာဆိုတာတဘာပဲရှိတာပေါ့နော်တခြားဘာသာတွေကဘာလို့သူတို့နတ်အရှင်တွေကိုအယံကြီးမြတ်တာပဲလို့ပြောနေကြတာလဲရှင်ဘုံဘုံဖရာ၄၀ရာလေးရှိလို့တကဘာလုံးမှာဖရာဆိုတာတဘာပဲရှိတာလားရှင် မှန်တာပေါ့ဖះဆိုတာတပါးပဲရှိတာပေါ့နော်တခြားဘာသာတွေကဘာလို့သူတို့နတ်အရှင်တွေကိုအရန်ကြီးမြတ်တာပဲလို့ပြောနေကြတာလဲရှင်။ဩဒါကတော့လူဆိုတာကကိုကိုကိုယ်တဲ့ပုဂ္ဂိုလ်ကိုအကောင်းဆုံးပဲပြောမှာပေါ့နော်။ဒါကမဆန်းပါဘူး။တခါတလေကြရင်တတိတော်မှာလဲဗုဒ္ဓဖះတပါးပဲရှိတယ်လို့ထင်တယ်။တငယ်ချင်းချင်းချင်းလဲဘာသာမတူလဲအဲ့ဒီစကားတွေနဲ့ညားကြတယ်။သူတို့ပဲကောင်းတယ်လို့ပြောနေကြတယ်တဲ့ ဒီနေရာမှာဖျားကိုရှာရမှာမဟုတ်ပါဘူးเนาะတရားကိုပဲမြင်အောင်ရှာရမှာပါဘာကြောင့်လဲဆိုရင်တချို့ဥဒုစင်တွေအနေနဲ့ဖျားကိုမြင်အောင်ရှာဖို့ဆိုတာမလွယ်ပါဘူးဆက်စွာဖျားတတ်တော်ထင်ရှားရှိစဉ်အခါကာလဒုက္ခတော်မှာဖျားနဲ့တွေ့တာတော့ဖျားမှန်မသိတဲ့လူတွေရှိပါတယ်เนาะဒါကြောင့်ဖျားမှန်သိဖို့အတွက်ကဖျားကိုရှာရမှာမဟုတ်ဘူးတရားကိုရှာရမှာဆက်စွာဖျားကိုတော်တိုင်ကလည်းပဲတန်ယုတ်တနိကေ ခန္ဓာဝကတန်ရုပ်ပါဠိတော်ထေရဝက်ဝက္ကလိတုံးမှာတရားကိုမြင်ရင်ဖျားကိုမြင်မယ်လို့ဟောကြားထားတာရှိတယ်။ဒါကြောင့်ဖျားအစ်စ်ကိုမြင်ခြင်းတည်းဆိုရင်တရားကိုမြင်အောင်ရှာရမှာဖြစ်တယ်။နော်။မန်ပိုင်ရှင်အနေနဲ့ကိုဖျားအစ်စ်ကိုမြင်ဖို့အတွက်တရားကိုပဲရှာပါ။တခြားမလို့လားအပ်တဲ့သူတွေနဲ့စကားများမြင်ခုန်တာတွေမလုပ်ပါနဲ့နော်။ကို့အတွက်အချင်းတွေပုတ်ပါတယ်။အဲဒါကကျွန်တော်တို့တော့လည်းရှိရတာပေါ့နော်။ဒီဗီဒီယိုပိုင်းကို ယနေ့ခေတ်လူငယ်များဗုဒ္ဓရဲ့ဓမ္မစာမေအတ္တိကိုလိုက်နာပြီးတော့အတွေ့ယူနေအောင်ဒီတကကြီးကိုအကြောင်းပြုပြီးတော့သင်ဆက်ပေးလိုက်ပါတယ်ကြည့်ကြစို့ကျွန်တော်အကောင့်တွေကလာပြီးတော့မေးကြတယ်ဗောနော်အဲဘယ်လိုကြိုးစားခဲ့တာလဲရှင်းပြပါဆိုတော့ကျွန်တော်လည်းကြည့်တော့အများကြီးရှင်းပြခဲ့ပါတယ်အဒီနေ့လည်းကျွန်တော်ထပ်ရှင်းပြအောင် ဘာလဲဆိုတော့အဓိကကဘုရားတရားလို့ပါနော်ဒါလူငယ်နဲ့ပါတာကြီးပေါ့ ်ဘာသာရေးလို့ပြောလိုက်ရင်လူတွေအများစုကပေါ့နော်အဲငါတို့ကနိဗ္ဗာန်ရောက်ရင်လေ့ကျင့်ရတော့မှလားပါလားတွေးထင်တယ်မဟုတ်ပါဘူးနော်ဆိုတော့ကျွန်တော်ဒီအသက်20နှစ်ကြီးပေါ့နော်ကျွန်တော်ဗုဒ္ဓဘာသာဆိုတာကျွန်တော်ကမိယုဖလာဗုဒ္ဓဘာသာပဲဖြစ်ခဲ့တယ်ဥပမာဆိုထားပါတော့အဖေရသောကြောင်းတက်တယ်ဆိုတာကဒါကမိဘသွားခိုင်းလို့ဘာသာရေးတစ်ခုရဲ့ကြောင်းတက်လို့ဖေရသောကြောင်းတက်လုပ်တယ်ပေါ့နော်အဲဒီဥပုံနဲ့မဥပုံဆောက်တယ်ဆိုတော့အတိလေးပဲရှိခဲ့တယ်ဟုတ်တယ်မလားတရားနာရဲဆိုတော့ဒါလူကြီးတွေမှနားမယ်တရားလို့ထင်ခဲ့တယ် ဒါမဲ့အသက်20နှစ်ကျော်မှကျွန်တော်ကအခုတရားရဲ့ကျေးဇူးတောင်ကြည့်ခဲ့တာဗောနော်ဆိုတော့သူကအဲကျွန်တော်20နှစ်လောက်အချိန်မှာသူကဒီဆရာတော်ဒီအဲဆရာတော်ဥက္ကဋ္ဌကဒီတရားတွေဘေးမှာဗောနော်စပီကာလေးနဲ့ပုံမှန်ထားတယ် အဲ့မှာကျွန်တော်ကအတန်လေးကြားမိလိုက်တဲ့အချိန်မှာဟိုတရားမုတ်တယ်ခဏခဏကြားနေရအောင်ကျွန်တော်ကျွန်တော်ကအဲစိတ်ဝင်စားတာပါနော်ဟာကျွန်တော်အရင်ကတည့်ရတရားရေးဆိုတာပြောပါလိမ့်မယ်နေပိုင်ရောက်ကြောင်းတရားရေးပဲကျွန်တော်နားခဲ့တာများတယ်အဲ့တော့လည်းကိုကလည်းဉာဏ်စင်မရှိတော့ဒါတွေကလူကြီးတွေမှနားလည်တဲ့တရားရေးလို့ထင်တာပါနော်ဒါပေမဲ့အဲ့ဒီဆရာတော်ဥက္ကဋ္ဌနဲ့ဟောတဲ့တရားရေးကျွန်တော်ဘာကြီးကြားမိလဲဆိုတော့ ါဒီပေါ့ဒီလူမှုရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေစီးပွားရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဤပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနိုင်ငံစီးပွားရေးလူမှုဩအစုံပဲအစုံပဲကျွန်တော် surprise ဖြစ်တာဗျာနော်ဒါကငါတို့ဘုရားတော်ကမရှိရလားပေါ့နော်အသက်27နှစ်တနည်းကျော်မှကျွန်တော်ပြီးခဲ့ရဆိုပြီးတော့ကျွန်တော်အဲ့ကစားပြီးစိတ်ဝင်စားသွားပြီးတော့ဆရာတော်ဥက္ကဋ္ဌကတရားမင်္ဂလာကျွန်တော်အကုန်နာတယ်ဒါတော့ကြတော့ဒါကတော့ဒါကိုကိုကလည်းခုမှတရားဆန္ဒကလာတော့လေသဘောတွေ့တယ်အဲနောက်တစ်ခုကတရားဆန္ဒသူကအရင်စင်ပြီးအဲဘောင်းတော်ကဘုလို့အာကျွန်တော်ခုနကစူးစမ်းမ ဲ့အကြောင်းလေးပြမလားအလူငယ်တယောက်ကဘယ်လိုကျူးသားသင့်လဲဆိုတဲ့အကြောင်းလေးကြီးပွားရေးအကြောင်းကြီးအားလုံးကျွန်တော်ကနာခဲ့ရတယ်အဲ့ကနေပြီးတော့ကျွန်တော်ကတစ်ဆင့်တစ်ဆင့်ပေါ့နော်အဒီမှာဒီဒေဝဆရာတို့ဖရာတို့မနာပါဒါကြီးတို့တစ္ဆာရွှေစီတို့အစုံမဲ့ကျွန်တော်ဆရာတော်ဖရာတို့လည်းမရအောင်နာမိရတဲ့အချိန်မှာဘာတိခဲ့ရလဲဆိုတော့အော်ငါတို့ကြီးပွားအကြောင်းပေါ့အောင်မြင်အကြောင်းတရားတွေဒီဘုရားဘာသာရှိနေပြီလားဆိုတော့တော်ဒီကကဖရာတရားလို့ဒီပြည်ပိုင်ကို ဗုဒ္ဓဘာသာလူငယ်များပါဝင်တခြားဘာသာဝင်များအနေနဲ့ဗုဒ္ဓရဲ့စာပေတွေကိုလေ့လာပြီးတော့ဒီလိုရှိတဲ့ဆိုတာကိုသိစေချင်လို့သင်ပြပေးလိုက်တာပါဆက်ကြည့်ကြစို့ နောက်တစ်ခုကကိုမိုက်တာကစိတ်အကြောင်းတွေအများကြီးပြန်ဘာလို့စိတ်အကြောင်းကိုကိုစိတ်အကြောင်းကိုကြည့်ရတယ်ဒီချိန်မှာငါဘာလို့ဒီစိတ်ဖြစ်နေရလဲဒီချိန်မှာငါစိတ်ကိုဘာဖြစ်နေရဆိုတဲ့အကြောင်းကိုအများစုကိုကြည့်ရတယ်အဲ့လိုကြည့်ရတဲ့အချိန်မှာအာကျွန်တော်တော်တော်လေးပျော်သွားတယ်နော်အရင်တော့ကျွန်တော်27နှစ်တိုင်နေရတော့စိတ်မြတ်တာတွေအများကြီးကြုံရတယ် အများကြီးကြုံရတဲ့ကျွန်တော်ကဘာလို့နော်ဘာလို့ဖြစ်ဘူးလို့ဖြစ်တဲ့မမသိဘူးနော်ပြီးတော့ကိုကအရင်မတော့တဲ့လူဆိုကိုဆိုးတယ်နော်အရင်မတော့တဲ့လူဆိုပြီးလို့ပါကိုကအရင်မကြိုက်ဘူးနော်အဲဆိုအရင်မကြိုက်အရင်မတော့တဲ့လူစိတ်လေးလည်းမတော့ဆိုတော့စိတ်ညင်ဘာလို့မလုပ်ဘူးအဲ့လိုမျိုးကြော်တဲ့ခံရတဲ့အချိန်မှာဒီဒီတရားတွေလာပြီးတဲ့အချိန်မှာစိတ်ကြီးဖြစ်သိမ့်တယ်လားအဲ့ဒီမှာကျွန်တော်ကနော်အယူမှန်းလာပြောပါဘူးနော်အာအတော်တင့်ကိစ္စတွေပြဿနာတွေကျွန်တော်ကဘာလို့မြင်လာလဲဆိုတော့ဒါတွေကမမှတ်မှုတွေတိတယ် အဲ့ဒါတိတ်မခံစားမိတော့ဘူးနော်အဲ့ဒါဘာလို့ကောင်းလာလဲဆိုတော့အကျိုးရတဲ့နေရာမှာအကိုကပဝန်းကြီးကိုအကောင်းမြင်ရလာတယ်အဲနောက်ပြီးကိုကိုတိုင်းပဲပေါ့နော်ဒီအချိန်ကြီးကိုအလားဟာတုံးမိနေရလဲမြင်လာတယ်အဲနောက်တစ်ခုဒါဒီအချိန်ကြီးကိုဘယ်လိုသုံးချမလဲဆိုတာကိုလည်းဘုဒ္ဓတရားတွေအကြီးကိုကအားလုံးကိုကျွန်တော်တိုင်းနိုင်ရည် ဲ့အချိန်မှာပဲကျွန်တော်ကနော်စတင်ပြီးတော့ပြောင်းလဲလာတဲ့အတွေ့အကြုံတွေအယူအဆတွေအရင်တော့ကတခုခုဆိုရင်ဘောနော်အာဒီလိုအမှုမကြတော့လေအရင်များတယ်သူကပြဿနာတွေအများကြီးကိုဖန်တီးပြီးနေတဲ့နောက်တစ်ခုကဘာပဲလို့လို့ကောဘာမှမသိဘူးဆိုတဲ့နေရာကြီးဖြစ်တယ်။အဲတရားကြီးလာပြီးတော့ချိန်တယ်။ဘောကချင်းချင်းဖြစ်သွားတယ်နော်။ဆိုတော့အဲ့မှာကျွန်တော်ဆရာတို့တန်လာနေနားတယ်။အခုနောက်ပြောခဲ့ဆိုတော့နော်။အဒီမှာအများကြီးပဲအများကြီးပဲအများကြီးပဲ။နားတဲ့ခါမှာပဲ။ဤကရ။အခုကျွန်တော်ဒီကနေညနေပြောချင်တာလေ။ကိုတကယ်အောင်လို့ တရားတော့တရားမြင်ရမယ်စိတ်ညစ်တရားနာတရားနာတရားနာတရားပဲလာတဲ့အခါကျတော့တိလာတယ်တရားတွေမှာဟုတ်လားဒီဝိရိယအကြောင်းကြီးဒုက္ခဝိရိယအကြောင်းကြီးတမာရီအကြောင်းကြီးအများကြီးပါဒါတော့ကိုကအများစုကကြတော့အာဒီဝရိယရှိတယ်ဒါပေမဲ့ဘလို့ဝရိယထားလဲဘောနော်အပြည့်အစုံစိတ်ညစ်တယ်ဒီစိတ်ကိုဘယ်လိုဖျက်မလို့ဆိုရအကြောင်းအများကြီးပါလားပြောချင်တာကွာအဲ့လိုအစုံပါလာတဲ့အခါမှာ ကျွန်တော်တော်တော်လေးပြောင်းသွားတယ်။အဲ့ရစားပြီးကျွန်တော်ကြောင်းလဲလာပြဲကြောင်းလဲလာခဲ့တယ်။အခုဆိုရင်ကျွန်တော်ကကုမ္ပဏီအဲတည်ထောင်နိုင်ခဲ့တယ်ပေါ့နော်။ဒါဒီကုမ္ပဏီကျမငယ်ချင်းတယောက်ပြောခဲ့ပါတော့။သူကဘာသာချပေါ့။သူ့ရဲ့ဘာသာမှာတဲ့ရုပ်ထုတွေကိုရှင့်မခိုးပေါ့နော်။အာနင်တို့ကဘုရားဘာသာဘာဖြစ်လို့ရုပ်ထုတွေကိုကိုးကွယ်နေတာလဲ။နောက်ပြီးအုပ်ပုံတွေနဲ့လုပ်ထားတဲ့ရုပ်ထုတွေရှင့်ခိုးနေရလဲလို့မြင်ရတယ်။ အာကျမတို့ကကျမတို့ဗုဒ္ဓဘာသာပါလေဆိုပုံတော်ကိုမှန်ဂုံတော်လန်ဘုရားကိုယ်ကိုယ်တို့ကျွဲအပြင်မကြနိုင်ဘူးညာတဲ့ပုံတော်တွေကိုမှန်ပြီးတော့ဂုံတော်တွေကိုလွမ်းပြီးတော့ရှစ်ကိုးတာဖြစ်တယ်အာဒီတိုင်းကြီးဥပုံကြီးကိုရှစ်ကိုးနေရတော့မဟုတ်ဘူးအဲ့ဒီဟာကြီးကလည်းပါကျုပ်ဆရာကြီးပြောရင်တရားနာတစ်ခုခုတည်းကလုပ်နေမှာနော်ဥပုံမဟုတ်တော့ဘူးကွာငါတို့ကအဲ့ဥပုံနဲ့ဘုရားသခင်ကြီးတည်လိုက်တယ်တည်လိုက်တဲ့အခါမှာနမေပြောင်းသွားတယ်ကွာနမေပြောင်းသွားတဲ့အတွက် အုပ်ပုံကမဟုတ်တော့တာဟုတ်တယ်မလားအာဥမာပြောရမယ်ဆိုလို့ရှင်အဲပါလို့ဆရာတွေဥမာနဲ့ပြောတာဘုံကြီးတင်ကန်းကလည်းပိတ်စာမြို့ဝတ်တဲ့အဝတ်ကလည်းပိတ်စာဒီမျိုးပိတ်စာချင်းအတူတူတောင်မှဒါကဘုံကြီးတင်ကန်းလို့သတ်မှတ်ထားတဲ့အတွက်လူတွေဝတ်လို့မရတော့ဘူးတဲ့အဲ့လိုပဲ အာလူမကျမ်းပါတဲ့လူတွေပေါ့မကျက်လူမမာတွေတုံးတဲ့နောက်ကိုကွက်ကျွေနဲ့လုထားတဲ့အစ်စက်ဆက်ရဲ့ထမင်းအုပ်အစ်စက်ဆက်ရဲ့အဲ့နှစ်ခုပေါ့အဲ့နှစ်ခုဘယ်ဟာနဲ့ထမင်းချက်စားမလဲလို့သူကဥပမာအပါရုပ်ဆရာတော်ကြီးကဥပမာပေးထားတယ်ပေါ့နော်ဆရာပြောချင်တာကဖျားပုံလို့ထူလိုက်ခင်ကအဲ့ဒီအရာကဖျားဖြစ်သွားပြီခါသူကသူ့စိတ်ထဲမှာဖျားလို့အတိအမှတ်ပြုတ်ကလေးကဖျားဖြစ်သွားပြီเนาะ အများအသိအမှတ်ပြတဲ့အရာကိုတဲ့ခေါ်လို့ကန့်လန့်လို့ရင်အဲ့ဒီလူဟာအယူပဲဖြစ်နေတယ်တဲ့အာအနေကစားတင်ခြင်းမတင်ခြင်းနဲ့အသက်ပြောလေးပြောထားတယ်အနေကစားတင်သည်ဖြစ်စဉ်မတင်သည်ဖြစ်စဉ်ဖရာအမှတ်နဲ့ပုံစံရင်ကုသိုလ်ရပါလေတဲ့ပြောချင်တာကအနေကစားတင်တဲ့ဖရာနဲ့အနေကစားမတင်တဲ့ဖရာအာဘာမှမကွာခြားဘူးလို့ပါကျောက်ဆရာတော်ဖရာကြီးကပြောထားတယ် သူကအကျိုးရတာကိုတဲ့မျောပြီးတော့မရှစ်မကိုးနေတဲ့အဲ့လိုမျိုးဂုံတော်တွေကိုအာယုံပြုတ်ပြီးတော့ပြပချာချာလေးရှစ်ကိုးမယ်ဆိုလို့ရှိရင်အကျိုးကသူ့လိုရလာမှာဖြစ်ပါရဲ့ရှင်။အဲ့လိုပြောချင်လို့ပါ။ဒါဟာဒီတကမလေးပြောသွားတာဘုဒ္ဓဘာသာနဲ့ပတ်သက်ပြီးအမှန်တရားတွေကို